မျက်ရည်ဆိုင်မှာသာလူရည်လို့ဖြစ်လာရင်နာကျင်မှုကိုဖြေကျော်ဖို့မျက်ရည်လိုပါတယ်မပြီးနိုင်မစီးနိုင်ဘူးလို့ပဲပြောပြောအကြောင်းထက်နေပါပြီလို့ပဲဆိုဆိုမျက်လုံးရှိနေသည်မျက်ရည်တွေကဘယ်အခါမှ တွေ့လျှောက်မသွားပါဘူးဘဝဆိုတာကငိုတံတွေနဲ့စပြီး ဘုဒ္ဓံတွေနဲ့အဆုံးသက်ရတာမျိုးပဲလေကျွန်တော်တို့တွေဟာအရွယ်သုံးပါးမျိုးဟိုရအောင်ပါအဖေအမေအတွက်တငယ်ချင်းအပေါင်းအသင်းအတွက်မျက်နှိုးမှုတွေအတွက်ပိုင်ဆိုင်မှုတွေကိုလက်လွတ်လိုက်ရတဲ့အချိန်တိုင်းအတွက်ခုနှလုံးသားကိုကြမ်းမာတန်ဆွမ်းဖို့မျက်ရည်တွေကိုဈေးလျှော့ရောင်းတယ်ဆိုင်နီးတစ်ဆိုင်ဖွင့်ကျင်တယ်ဆိုတော့ နှွေဦးဖူတာတဲကစာသားလေးအတိုင်းပဲမျက်ရည်ဆိုင်လေးတစ်ဆိုင်ကျွန်တော်ကိုယ်တိုင်ဖွင့်ခဲ့ရုံပါပါတယ်ဘဝမှာဆဆရရလာခြင်းကောင်းကြပါသည်အပြာဆေးဟာနှွေတင့်ငိမ့်